ဂျပန်နိုင်ငံစီးပွားရေးပြန်ဥမော်လာရေးအတွက်ရည်ရွယ်တဲ့အစီအစဉ်တရ Stimulus Package ကို အစိုးရကမကြာခင်ထုတ်ပြန်မှုရှိကြောင်းဗန်နားရေးဝန်ကြီးဆတ်ဆူကီကတာယာမကပြောကြားလိုက်ပါတယ်အမေရိကန်ဒေါ်လာ130ဘီလီယံနဲ့ညီမျှတဲ့ဂျပန်ယန်ငွေ18ထရီလီယံအကုန်ကျခံဖို့ရှိတဲ့ဒီအစီအစဉ်ဟာမကြာသေးခင် ကာလတွေအတွင်းစီးပွားကြမှုနဲ့ရင်ဆိုင်နေရတာလူနေမှုစရိတ်တွေကြီးမားလာနေတာနဲ့ အမေရိကန်ကချမှတ်ထားတဲ့သွင်းကုန်အခွန်တိုးမြင့်မှုရဲ့ဒဏ်တွေကိုကာမိစေရေးအတွက်အဓိကရည်ရွယ်တာဖြစ်ပါတယ်။ဒီအစီအစဉ်ဟာအခက်အခဲဖြစ်နေတဲ့စီးပွားရေးကဏ္ဍတွေ၊စားသုံးသူတွေငွေပို၃လရေးနဲ့နေထိုင်မှုစရိတ်သက်သာရေးတို့အတွက်ဥတီလှုပ်ဆောင်တာဖြစ်ပါတယ်။အဓိကအားဖြင့်တော့အများပြည်သူနဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့အိမ်ဒီအတွက်မီတာကားနဲ့ဓာတ်ဆီစေးသက်သာစေရေးလူတူဦးချင်းဝင်ငွေအပေါ်အခွန်ကောက်ခံမှု short ချရေးတို့လည်းပါဝင်ပါတယ်။ ဒါပြင်သုတေသနလုပ်ငန်း R&D နဲ့ပုဂ္ဂလိကကုမ္ပဏီကြီးတွေကဝန်ထမ်းလာစာတိုးပေးရေးအတွက်အစိုးရကမလုံပေးဆွဲဆောင်မဲ့အစီအစဉ်တွေပါနိုင်ကြောင်းသုတေသီတွေကသုံးသပ်ပါတယ်။ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာအခု2025ခုနှစ်ရဲ့တတိယသုံးလပတ်မှာတိတသမာ800ခန့်လုံးကျဆင်းခဲ့ပြီးတဲ့နောက်အစိုးရကဒီအစီအစဉ်ကိုအကောင့်ထဲပေါ်လာတာပါ။ဒီအစီအစဉ်အတွက်လက်ရှိရထားတဲ့ဘတ်ဂျက်ထဲမှာမပါလာကြောင်းဖြည့်ဆွက်သုံးဆွဲဖို့ အစိုးရကငွေချေးစာချုပ်ထုတ်ရောင်းရမှာဖြစ်တဲ့အတွက်အကျွေးပြနေပြီးဖြစ်တဲ့ဂျပန်အစိုးရအပေါ်ဝန်ပိုပြစေမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်ဆန္ဒရေးတာကာအချီအစိုးရအဖွဲ့ကဒီအစီအစဉ်ကိုလာမဲ့နိုဝင်ဘာလ22ရက်နေ့မှာအပြည့်အစုံရေးဆွဲဖို့ရှိပါတယ်။တည်တာတဲ့ရလတ်တွေချက်ချင်းထွက်လာဖို့နဲ့ဈေးကွက်တည်ငြိမ်မှုရှိရေးအတွက်အများဆုံးအကောင့်ထယ်ဖော်နိုင်အောင်ဒါကိုလွတ်တော်ကဆုံးဖြတ်ပြီးတာနဲ့တရားဝင်ထုတ်ပြန်နိုင်ဖို့ပြင်ဆင်နေကြပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။